အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ချင်းချင်းဆက်ဆက်မူမူလေးနဲ့ဒီတိုင်းစားလဲကောင်းတယ်ထမင်းနဲ့စားလဲအရန်စားလို့မိန်တယ်ချင်းငါးတို့ပေါင်းပြုတ်လို့နည်းလေးကိုကျွန်တော်မျှရပြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ငချင်းကိုအသုံးပြုပြီးတော့လုပ်ပြပြမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးငါးလေးတွေကိုအနေတော်လေးတုံးပြီးတော့ကျွန်တော်တို့ရေစေးတန့်စင်နာပါမယ်ခင်ဗျာ ာသနွေးနေထားလည်းရပါတယ်ခင်ဗျာအသုံးပြုမဲ့ပစ္စည်းတွေကတော့ကျက်သွန်ဖြူငွေဒီစိမ်ကျန်းနေနေမြန်မာနေနဲ့ပင်စိမ်ကျွန်တော်တို့ဖက်ဖက်ရွက်နဲ့ဂျူးမြစ်တွေပဲဖြစ်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းအားလုံးပေါ့နော်အခုကျွန်တော်ပြသလိုမျိုးခပ်ပပလေးလီးပြီးတော့ကြိုက်ဆက်ရှိလို့ရှင်ကြိုက်ဆက်နဲ့ကြိုက်လေရတယ်ပေါ့နော်ကြိုက်ဆက်မရှိတဲ့သူတွေအတွက်ကတော့အခုကျွန်တော်လီးသလိုမျိုးပဲစနီလုံးပေါ်မှာနှုတ်နှုတ်လေးတွေဆင်းပေးထားမှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးနှုတ်နှုတ်လေးနေထားသလိုရှင်တော့ကျွန်တော်တို့တွေအရသာဆက်မဲ့ပကံတစ်လုံးနဲ့မှထည့်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာနှုတ်နှုတ်ဆင်းထားတဲ့အသီးရွက်တွေကိုပကံတစ်လုံးနဲ့မှထည့်ပေးပြီဆိုလို့ရှင်တော့ ော့ရတာဆက်ပါမယ်အရင်ဆုံးကျွန်တော်တို့ခင်းယူစီဓမင်းစာစုံနဲ့တစုံထည့်ပါမယ်ငပြားရီကိုဓမင်းစာစုံနဲ့တစုံထည့်ပါမယ်ခင်ဗျာသသားမုံတော့လပစားစုံနဲ့တစုံတတလေးထည့်ပါမယ်စနေမုံလေးထည့်မယ်အယောင်တင်မုံလေးထည့်ပါမယ်နောက်ဆုံးမုံတော့အနံမှုမှုလေးဖျောင်းလို့မဆလာကျွန်တော်တထုပ်ထည့်လိုက်ပါတယ်မိမိချာနှစ်သက်တဲ့မဆလာကိုအသုံးပြုလို့ရပါတယ်ခင်ဗျာအခုလိုမျိုးရန်တာတွေစုံအောင်ထည့်ပြီးပြီဆိုလို့ရှင်တော့ကျွန်တော်တို့တမတော်အောင်လို့နေပေးလိုက်ပါမယ် နေလို့တမသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေဆေးပြီးရေစစ်ထားတဲ့ငားလေးတွေထည့်ပါမယ်ခင်ဗျာမိမိကဒီနေရာမှာစိုက်နေတဲ့ငားကိုအသုံးပြုလို့ရပါတယ်ခင်ဗျာငားထည့်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ငားတွေကိုရတာတွေစိတ်ဝင်အောင်လို့နည်းနည်းချာချာလေးနေပေးရပါမယ်ငားနဲ့ဆပလာတွေကိုကျွန်တော်တို့တမသွားအောင်နေပေးပြီဆိုလို့ရှိရင်တော့ဂျူးမြစ်လေးထည့်ပြီးတော့တမသွားအောင်ထည့်နေပြီးတော့အနည်းဆုံးနိုင်ဝက်လောက်နှစ်ထားပေးရပါမယ်ရတာနေပြီးတော့နိုင်ဝက်လောက်ကြာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖတ်ထုတ်တထုတ်မယ်ပေါ့နော်ဖတ်ထုတ်တော့ဘူးကကိုယ်အဆင်ပြေလို့ထုတ်လို့ရပါတယ် ဟိုအထုပ်သေးသေးလေးတွေထုတ်ချင်တယ်ဆိုတော့ထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့တစ်ခါတည်းပဲပေါင်းထုတ်လိုက်ပါမယ်ငပြောရလည်းမလောက်တဲ့အတွက်ပေါ့နော်ကျွန်တော်ကတော့ခုလိုမျိုးငပြောရပုံမှာပုံပြီးတော့တစ်ထုပ်ကြီးကြီးပဲထုတ်ပြလိုက်ပါတယ်မှန်တယ်ကတော့ကျွန်တော်အထုပ်သေးသေးလေးတွေထုတ်ပြချင်တာပေါ့နော်ငပြောရလည်းသေးတယ်နေတယ်နေတဲ့အတွက်ခုလိုမျိုးကြီးထုတ်လိုက်တာပါထုတ်တဲ့ဟာကတော့ကိုယ်အဆင်ပြေလို့ထုတ်လို့ရပါတယ်ခင်ဗျာကျွန်တော်ခုလိုမျိုးခောက်ပြီးတော့ကျွန်တော်ပေါ်တုတ်ထိုးပြီးတော့ငါတို့ပေါင်းလေးကိုစပြီးတော့ပေါင်းပြမှာဖြစ်ပါတယ်ခင်ဗျာငါတို့ပေါင်းဖို့အတွက်ကပေါ့နော်ကိုယ်အဆင်ပြေတယ်မိမိအိမ်မှာရှိတာနဲ့အဆင်ပြေတယ်လို့ပေါင်းလို့ရပါတယ်ခင်ဗျာကျွန်တော်အခုပေါင်းတဲ့ပုံစံလေးကိုကျွန်တော်အဆင်ပြေလေးပေါင်းပြပေး ရပါတယ်ခုလိုမျိုးထည့်ပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေမိနစ်အစိမ့်လောက်ပေါ့နော်မီအေးနဲ့ပေါင်းပေးလိုက်လို့ရှိရင်တော့ငါတို့ပေါင်းလို့ရပါပြီခင်ဗျာကဲခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖက်ရွက်တွေကအည်လေးတွေနဲ့စိမ့်ထွက်လာပြီအညာလေးတွေမွေးလာပြီမိနစ်အစိမ့်လေးပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်လိုက်ပါပြီ ငါးထုတ်လေးရပါတော့ကျွန်တော်တို့အပြင်ရောက်ပြီဆိုတာနဲ့အနံလေးကမွေးပြီးတော့ဖက်ဖက်ရွံ့နေငပြောရွံ့နေအနံလေးတွေ့တဲ့အခါမှာရမ်းဟိုမှာဆွဲဆောင်မှုရှိပါရယ်ခင်ဗျာ။ကဲခုကြလို့ရှင်တော့ဖက်ထုတ်လေးဖွင့်လိုက်တာနဲ့အရမ်းဟိုမှာမွေးနေပါရယ်ခင်ဗျာ။ခုရတာလည်းချင်းချင်းဆက်ဆက်လေးနဲ့အရမ်းဟိုမှာစားလို့ကောင်းပါရယ်။လုံးဝစီမပါပြားမပါပဲနဲ့အရမ်းရတာရှိတယ်။ငါးထုတ်ပေါင်းလေးဖြစ်ပါရယ်ခင်ဗျာ။ကြည့်ရှုအားပေးနေသူတို့ရောတိုင်းကိုကျေးဇူးထူးတင်ပါရယ်ခင်ဗျာ။ဒီနေ့လေးကိုချိန်နေတဲ့နေဆိုလို့ရှင်တော့ like share လုပ်ပေးဖို့တောင်းဆိုပါရယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လည်း like လုပ်စားကြည့်ဖို့တိုက်တွန်းပါရယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါရယ်ခင်ဗျာ။ bye, -bye.